ဟယ်လိုအားလုံးပဲင်္ဂလာပါရှင်ဒီနေ့မှတော့တုတ်နေလေးရလွယ်ကူရရှင်ပြီးတော့ထမင်းပူပူလေးနဲ့တွဲစားရင်အရန်ကိုလိုက်ဖက်ပြီးတော့ထမင်းအရန်ကိုမိတ်စေတဲ့မကြီးရွယ်အမှုတုတ်လေးအိမ်မှာအလွယ်တုတ်စားဖြစ်လို့ပြုလုပ်နေလေးကိုလာမြှပ်ပေးရချစ်ပါတယ်အရင်ဦးဆုံးဖြိုတို့ပါဝင်ပစ္စည်းလေးတွေကိုအစင်းသိလှိထားပေးလိုက်ပါမယ်နော်ဒီမှာဆိုလို့ရှိရင်တော့ဖြိုကစက်တော်နေနှလုံးကိုပပလေးတွေအစင်းသိလှိထားပေးလိုက်ပါတယ် ဒီအတော့လေးမှာပါဝင်ပြည့်စီတော့အများကြီးမလို့ပေါ့နော်တရရရတာလေးရဆိုလို့ရှိရင်ဆိတ်ဆိတ်ချစ်ချင်းလေးနဲ့တမျိုးလေးစားလို့ခေါင်းနေပေါ့နော်မကြီးရွက်တော့ကိုဖြိုးတဲ့တစ်ခါမှမစားဘူးပေါ့နော်ဒီတစ်ခါပထမဆုံးစားခွေတာဖြစ်ပါတယ်အရင်လည်းစားလို့ကောင်းပါတယ်ရှင်ဒီမကြီးရွက်ရဲ့အချင်တက်လေးရဆိုလို့ရှိရင်ချင်းဆူဆူမဟုတ်ဘဲနဲ့ပေါ့နော်သူကအသာလေးချင်ပြီးတော့ဒီဖေဘဲလော်ထောင်းလေးနဲ့ပေါ့နော်အရင်လိုက်တယ်ပြီးတော့နောက်တစ်ခုကထမင်းပူပူလေးနဲ့တွဲစားရင်လည်းအရင်ကိုလိုက်ဖက်ပါတယ်ရှင်ပြီးရင်တော့ဖြိုးတို့ဒီကြက်တုံလေးကိုရေစိမ်ပြီးတော့ရေစိမ်သက်စင်ပေးထားလိုက်ပါ ါမယ်နော်ပြီးရင်တော့ဖြိုးလိုမြုပ်သည့်အစိမ်းကိုလည်းကိုအဆက်စားနိုင်သလောက်အဆင်းသင့်လိထားပေးလိုက်ပါမယ်နော် ညှုပ်သေးစဲဝင်လက်လှည့်ပြီဆိုလို့ရှိရင်တော့ဖြိုတို့ခွက်လင်းနဲ့အစင်သိပ်ပြင်ထားပေးလိုက်ပါမယ်။ပြရနေဖြိုကပစုံ6လေးနဲ့ငယ်ကိုလည်းအစင်သိပ်ထောင်းထားပေးလိုက်ပါတယ်ရှင်။ဒီမကြီးရဲ့တောက်လျာဆိုလို့ရှိရင်ပစုံ6လေးပါမှသာပို့ပြီးတော့လေးလေးပပလေးရှိပြီးတော့ပို့ပြီးလဲစားလို့ကောင်းမှာဖြစ်ပါတယ်။ကိုကထမင်းလဲမိတ်ချင်းနဲ့ပြီးတော့အချိန်လဲအများကြီးမရှိဘူးဆိုလို့ရှိရင်ခုလိုမျိုးလေးတောက်စားကြည့်ပါရှင်။အရင်စားကောင်းပါတယ်။ ဒါလေးတွေကတော့အဓိကပါဝင်တဲ့ပစ္စည်းလေးတွေပဲဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်တော့မကြီးရနုလေးပါမယ်မကြီးရနုကတော့အရင်မလက်ဘူးပေါ့နော်ဖြိုမနေကဝယ်ခဲ့ပြီးတော့ရေကတိတက်မှာထိုက်ထားတော့ရေလေးတော့နည်းနည်းလေးလွန်သွားတယ်ပေါ့နော်ပြီးတော့အစင်သစ်ထောင်းထားပြီးသားမြေပဲလောက်ထောင်းလေးနည်းငယ်နဲ့ပစုံ၆ထောင်းလေးနည်းငယ်ပဲဖြစ်ပါတယ်ဒါလေးကတော့လှော်ထားပြီးသားနှမ်းဖြူလေးနည်းငယ်ပဲဖြစ်ပါတယ်ရှင်ဒီနှမ်းဖြူကတော့မရှိရင်ပဲထည့်လိုက်ရပါတယ်နော်ပြီးတော့အစင်သစ်လီထားတဲ့ငှုပ်သီးစိမ်းနဲ့ခနာကလှီပြီးတော့ရေစစ်သက်စင်ထားတဲ့ချက်တော့နေနှလုံးစာပဲဖြစ်ပါတယ်ကဲပါဝင်ပစ္စည်းတွေလည်းအား လုံးဆက်သက်ဖြစ်နေပြီဆိုလို့ရှိရင်တော့ဖြိုးလို့စပြီးတော့တုတ်ပေးလိုက်ပါမယ်။အရင်ဦးဆုံးဒီမကြီးရွက်ကိုသုံးမပကန်ထဲကိုထည့်ပေးလိုက်မယ်။ပြီးရင်တော့ဖြိုးတို့အစင်သိပ်ပြင်ထားတဲ့ဒီအသေးရွက်လေးတွေကိုထည့်ပေးလိုက်ပါမယ်။အရသာအတွက်ကတော့သူ့ရဲကိုအသားမုံနှင်းငယ်ပြီးတော့အချုံမုံလေးနှင်းငယ်ထည့်ပြီးတော့ငံပြားရည်တစွန်းစာလောက်ကိုထည့်ပေးလိုက်တယ်။ပြီးရင်တော့ဖြိုးတို့စီစိမ့်လေးနှင်းငယ်ကိုထည့်ပေးလို့ရှိရင်တော့အားလုံးကိုနှက်သွားအောင်တုတ်ထားပေးလိုက်ပါမယ်နော်။ ဖြူရအားလုံးကိုနှက်သွားအောင်တိတ်ချလေးတုတ်သွားပေးလိုက်ပါမယ်နော်အတော့လေးကိုနေသွားရင်းနဲ့စီလေးနည်းနည်းလေးနဲသလိုခံစားရတာနဲ့သူ့ရဲ့ကိုဒီစီစိမ့်လေးနှဲငယ်နဲ့မြေပဲလှော်ထောင်းလေးနှဲငယ်ကိုထပ်ထပ်ပေးထားပါရစေ။ပြီးရင်တော့နှက်သွားအောင်ပြန်ပြီးတော့တုတ်ထားပေးလိုက်ပါမယ်နော်။ ချွေးတော့သွားလိုက်တာအားလုံးလည်းတမတော်ပြီဆိုလို့ရှိရင်တော့ရတာပေါငံကိုမြေချပေးလိုက်ပါမယ်နော်ဒီနေရာမှာရတာပေါငံကိုကိုစိတ်ချိုင်ပြင်ဆင်ပေးနိုင်ပါတယ်ရှင်ဖြူရောမြေချလိုက်တာရတာလုံးဝဆစ်ပြတာနဲ့ဘာမှတော့ထပ်ပြီးတော့မထဲတော့ဘောနော်ကဲအခုဆိုလို့ရှိရင်တော့ဖြူတို့ရဲ့မြေချရဲ့တုတ်လေးရတော့စားဖို့အချက်ဖြစ်နေပါပြီရှင်စားရမယ်ဆိုလို့ရှိရင်တော့စားမကန်လေးကိုထည့်မယ်ပြီးလို့ရှိရင်တော့အပေါ်ကနှမ်းလော်လေးဖြူပြီးလို့ရှိရင်ထမဲပူပူလေးနဲ့တွဲစားနိုင်ပါပြီရှင်အခုဆိုလို့ရှိရင်တော့လွယ်ကူမြန်ဆန်ပြီးတော့ထမဲအရန်ကိုမိတ်စေတဲ့ဖြူတို့ရဲ့မြေချ ရဲတုတ်လေးရတော့စားဖို့ဆက်သဖြစ်နေပါပြီ။စားလို့လည်းအရင်ကောင်းပြီးတော့လုံနေလေးရလွယ်လွယ်ကူတာမို့ဒီဗီဒီယိုလေးရအားလုံးအတွက်အစီအပြေမျိုးလုပ်ပြနေပါရှင်။ကဲဒီနေ့ရဲ့ဗီဒီယိုလေးရတော့ဒီလောက်ပါပဲနော်။ဒါဆိုဖြွဲနေဖို့တစ်တည်းမှာပြန်ဆောင်ရမယ်နော်။အားလုံးအပါ